်းကိုကြည့်ရှုအားပေးနေကြတဲ့မြို့ပြည်သူများအားလုံးမင်္ဂလာပါရှင်။မြို့ပြည်သူများရှင်ဒီနေ့ကျမတို့ Skynet Monument ဘီရိုဖွဲ့သားတွေရောက်ရှိနေတာကတော့မွန်ပြည်နယ် Monument မြို့မှာရှိတဲ့မတ်တဆယ်အခြေခံပညာချက်တန်းကျောင်းကနေပြီးတော့မြို့ပြည်သူများအတွက်သတင်းမေးတင်ဆက်ပေးနေတာပါရှင်။ဒီကနေ့မှာဆိုရင်တော့မတ်တဆယ်အခြေခံပညာချက်တန်းကျောင်းမှာ2015-2016ပညာသင်နှင်းစိတ်မမကျမစကူတနင်္ဂနွေဘုရားဘာသာသင်တန်းကျောင်းဖွင့်ပွဲခမ်းနားနေသင်တန်းပြီးရောက်သူများကိုသင်တန်းဆင်းလက်မများစုချင်းမြို့မှာအခမ်းအနားကိုကျင်းပပြုလုပ်နေတာဖြစ်ပါရရှင်။ဒါကြောင့်မြို့ပြည်သူများကိုလည်းဒီကနေ့ကျင်းပပြုလုပ်နေတဲ့အခမ်းအနားရဲ့မြင်ကွင်းကျောင်းအောင်များကို ပြည်ဆောင်သာပြည်ရှိစင်နာမွတ်အတွက်ကျမတို့ Skynet Monument ဘီရိုဖွဲ့သားများကစူးစမ်းပြီးတော့ရန်ကူးထုတ်တဲ့တက်ဆက်ပေးတော့မှာပဲဖြစ်ပါရှင်။အခမ်းအနားအစမှာတော့ဂျမစကူကျောင်းသားကျောင်းသူများကဂျမစကူအခြေခံအုံချက်ကိုညီညာစွာတမ်းမြန်ရွတ်ဆိုခဲ့ကြပါရဲ့ရှင်။ ိမ်နောက်မှာတော့ဇေယျတော်ကြီးများကိုအခမ်းအနားသို့ပင်ဆောင်ကအခမ်းအနားကိုနမောတတအသုံးပြုရုပ်စုကစကြင်ဖွင့်လှစ်ခဲ့ပါတယ်ရှင်။ကနပွင့်လက်ပြီးတဲ့နောက်မှာတော့ဂျမစကူကျောင်းသားကျောင်းသူများနဲ့တက္ကသိုလ်ကမှအပေါင်းတို့ကဆရာတော်ဘုရားချမ်းမ၅ပါးတိလာကိုခံယူစောင့်တည်ခဲ့ပါရရှင်။ ေမာနေအန်ဒီလိုနေတဲ့ဘလို့ဆိုတော့အတန်းစီရင်လိုက်ခွဲပြီးတော့တင်သွားတာပေါ့နော်။ဓမ္မစုဖောင်ဒေးရှင်းမှာအန်ဒီလိုနေတဲ့၁၅၅ကျင်းရောက်မှာအန်ဒီလိုကတင်နှံတက်ရပါတယ်။တင်နှံတက်ပြီးတော့အဲ့ဒီကနီးစနစ်တိုင်းနဲ့တင်ပါ။ပထမကျင်းကတော့စိတ်မမပါဠိတက်ကလို့ပေါ့နော်။အဲ့ဒီကျောင်းမှာတင်ပါလေ။ အဲ့ဒီကနေဒုတိယကြိမ်ကတော့ဒီမှာတင်တာပေါ့နော်ကလေးတွေကများလာတယ်နောက်ပြီးတော့အတန်းစင်လိုက်ကလေးလေးကလေးလေးရဲ့အသက်အရွယ်နဲ့ပိုင်းခြားနဲ့အတန်းစင်လိုက်ကိုဖွဲပြီးတင်ရတယ်ဆိုတော့ဒီမှာပါဆင်ပြေပါတယ်။ဒီနေ့ဖွဲ့ပွဲပြင်ကိုစုပေးပွဲအခမ်းအနားလည်းပါပါတယ်။မနေ့ကအတန်းမမှန်တက်တဲ့ကလေးကူးကူးရှိတယ်။နောက်တော့အပတ်စဉ်အများဆုံးအကျင့်အများဆုံးတက်တဲ့ကလေးက၁၉ရှိတယ်။ကလေးတွေကဗုဒ္ဓဘာသာယဉ်ကျေးမှုကိုသင်ရဆိုတော့ဘုရားကလေးတွေဒီလိုပေါ့နော်ယဉ်ကျေးလာယဉ်ကျေး လာဖို့တဲ့တိကရဲ့နောက်တော့မျိုးပါသာသနာကိုလည်းပြဖို့တိကရဲ့နောက်ပြီးတော့စကန်နေလဲပေါ့နော်နေရာတိုင်းမှာလူမှုကွန်ရက်အပိုင်းနေလဲအဲ့လိုမျိုးလည်းပြနေပါတနင်္ဂနွေတပတ်ကိုမနက်၈နာရီ၁၀နာရီထိတင်လာအပေါ်တိုင်းမှာစတင်ညွန်းညွန်းနှမ်းမှာကြတော့သင်္ကန်းစာ40ထိရှိတယ်သင်္ကန်းစာ40ထိပြအောင်အပတ်40တော့ပြအောင်စာဝဲစစ်တာတော့မရှိဘူးဒီသင်္ကန်းစာတွေထဲမှာတော့ နော်ဆိုတော့ဒီတလုတ်ကိုတိအမေးဖြေတစ်ခါတည်းလောက်ွားတယ်။ကစားနီးလေးလည်းပါတယ်၊ဂင်းကစားနီးလေးလည်းပါတယ်၊ကပြားလေးလည်းပါတယ်၊ကပြားလေးလည်းရွှေဆိုတဲ့အနေနဲ့ကလေးလေးပါပေါ့နော်။တလုတ်ရဲ့အသည့်လေးတွေလည်းပွင့်သွားတယ်။တလူမျိုးပြွနေတဲ့အနေနဲ့ကလေးလေးရာဆိုလို့ရှိရင်လိမ္မာရင်ကြီးလာတော့ကိုအများကြီးတွေ့ရပါတယ်။အရင်ကလည်းမတူဘူးပေါ့နော်။ဆဆဲ့တဲ့နှောင်းကဆိုရင်ကျောင်းလာဆိုကလေးလေးကဓမ္မစကူတက်မဆိုဘူး။တလူကဘုံကြောင်းလာရတယ်လို့ပဲတဘောထားပြီးတော့တက်ကြတာတော့မြင်ရတာပေါ့နော်။နောက်ပိုင်းကျတော့တင်လာတဲ့ခါကျတော့ကလေးလေးကအခုဆိုလို့ရှိရင်ဆရာမလို့လမ်းသွားရင်တော့မှ ဘယ်မှာပဲတွေ့တွေ့ပေါ့မင်္ဂလာပါမင်္ဂလာပါအဲ့ဒီပက္ခဏံကြီးအမြဲကြရတယ်ဈေးမှာပဲတွေ့တွေ့ဆိုမင်္ဂလာပါတော့အမြဲတမ်းနှုတ်ဆက်တော့ကိုယ်ကပီတိတွေဖြစ်ရပါဒီမင်းတက်ကတော့တရားကျော်လောက်ရှိပါတယ်ဒီနှစ်မှာတော့ပိုများလာမလို့တော့ထင်ပါတယ်ဒီလေးမှာ냔ပြညာရင်တို့တပူညာ ဆလဘီစိန်မမဂျမစကူဖွင့်လှစ်တင် जा ရခြင်းရဲ့ရည်ရွယ်ချက်များအနာဂတ်မျှော်မှန်းချက်များတင် जा ပုံဤစလစ်များနဲ့ဆောင်ရွက်ချက်များကိုဆရာတော်များထံလျှောက်ထားတင်ပြပြီးတော့ဆရာတော်ကြီးများကဩဝါဒစကားကိုချီးမြှင့်ပေးခဲ့ပါတယ်ရှင်ဆရာတော်များနဲ့ဘုရားဝတ်စာအဖွဲ့ဝင်များလူ random ပေးတဲ့အာရအလူရှင်များနောက်ဆရာဆရာမများကနေပြီးတော့ရင်ကြီးလေပါပြီးတော့ဆောင်းရီချက်ရတဲ့ညွှန်ချက် အိမ်နောက်မှာတော့ဆရာတော်များအားလူဝဲပစ္စည်းများကို စက်ကဲလူတန်းခဲ့ပါရဲ့ရှင်။ ဆက်လက်ပြီးအခမ်းအနားအစီအစဉ်ရောက်စိတ်မမဓမ္မစကူသင်တန်းဆရာဆရာမများအားအကုန်လူလာများပြည့်အပ်ချီးမြှင့်ခဲ့ပါတယ်ရှင်ဆက်ရပါမယ်စိန်မမဂျမစကူပုံမှန်တက်ရောက်တဲ့ကျောင်းသားကျောင်းသူများ အပတ်စဉ်အချိန်အများဆုံးတက်ရောက်တဲ့ကျောင်းသားကျောင်းသူများနဲ့2014 2015ဂျမစကူးပညာသင်တဲ့အတွက်ဂျမစကူးအတန်းပြီးမြောက်ခြင်းဆုလမ်းမများကိုလည်းဆရာတော်ကြီးများကိုယ်တိုင်ဆုများတီးတီးချီးမြှင့်ပေးခဲ့ပါရရှင်။ သမီးဒီဓမ္မစကူးတင်နန်းကို2023ခုနှစ်အားစတက်ခဲ့ပါတယ်ရှင်။ဒီနေ့ဆိုရင်၃နှစ်ပြည့်တဲ့အထိမ်းမှတ်ပါရှင်။ဟုတ်ကဲ့သမီးဒီတင်နန်းမှာဓမ္မစကူးချိန်ရအများဆုံးတက်ရစုရရှိပါတယ်ရှင်။သမီးတို့ဒီဓမ္မစကူးတင်နန်းတက်ရတဲ့အတွက်ကြောင့်မဟာဗုဒ္ဓဝင်တွေကိုအများကြီးပဲနားလည်ကြရပါတယ်ရှင်။ပြီးတော့ယဉ်ကျေးမှုတွေကိုလည်းအများကြီးသိရှိရပါတယ်ရှင်။ဒီဓမ္မစကူးကိုတက်ရတဲ့အတွက်ကြောင့် မီးတို့မတိသေးတဲ့ဗုဒ္ဓဝင်တွေအများကြီးကိုသိရှိရပါတယ်ရှင်။ဆံမားတွေစာတင်ကြပေးတာကတော့တင်ထောက်ကူပစ္စည်းအစုံလေတွေနဲ့တင်ကြပေးပါတယ်ရှင်။အဲဒီမျိုးတင်ကြတဲ့အချိန်မှာဆံမားခိုင်းတာတွေကိုတည်တည်ချာချာစိတ်ဝင်စားနဲ့လိုက်ပါလှုပ်ဆောင်ပြီးတော့ဆံမားတွေပြောစကားကိုတေချာနားထောင်ပြီးတော့တက်ရောက်ရပါတယ်ရှင်။ဒီဓမ္မစကူတင်နန်းကိုမတက်ရောက်ရသေးတဲ့မညီမလေးတွေရှိခဲ့လို့ရှိရင်လည်းတက်ရောက်ကြဖို့ဖိတ်ခေါ်ကြပါတယ်ရှင်။ဒီဓမ္မစကူကိုတက်ရောက်ရတာအလွန်ပျော်စရာကောင်းပါတယ်ရှင်။ ပြင်းစရာကောင်းတဲ့နေရာတော့မဟုတ်ပါဘူးရှင်အဲ့ဒါကြောင့်မို့မတက်ရောက်ရသေးတဲ့မောင်မြမလေးတွေရှိရင်လာတက်ရောက်ကြဖို့ဖိတ်ခေါ်ကြပါလိမ့်ရှင်အိမ်နောက်မှာတော့အစီအစဉ်ရနိုင်ငံတော်ရှိလူစိတ်စုများရှင်လူငယ်အစိုးရခင်ပိုးပကြီးနေစိန်မမဂျမစကူကျောင်းသားကျောင်းသူများကဆယ်ရင်ဝိုင်းတစ်ချင်းပြေပြောပြတင်ဆက်ခဲ့ပါရရှင်။ ိမ်နောက်စိန်မမဂျမစကူကျောင်းသူတွေတူဖြစ်တဲ့မိခုပွင့်ဆန်ကကျေးဇူးတင်စကားပြောကြပြီးတော့ဒီကနေ့ရဲ့အခမ်းအနားကိုဗုဒ္ဓသာသနာစီရန်သိက္ခာသုံးကျင်ရေးဆိုကအောင်မြင်စွာနဲ့ကျင်းပပြုလုပ်ခဲ့ပါရရှင်။စီရန်သိက္ခာသုသာသုသာသုသာတန်းတော်ကိုကြည့်ရှုပါနေကြတယ်မိဘပြည်သူများရှင်ဒီနေ့မိဘပြည်သူများရက်ကူးတင်ဆက်ပေးကြတာတော့ ။ဝန်ပြည်နယ်မော်လမြိုင်မြို့မှတ်တဆဲခြေကံပညာထက်တန်းကျောင်းမှာကျင်းပပြီးလုပ်တဲ့2015 2016ပညာသင်နဲ့စေမမကျမစကူတနင်္ဂနွေဗုဒ္ဓဘာသာသင်တန်းကျောင်းဖွင့်ပွဲခန္ဓာနဲ့သင်တန်းတိမြကျောင်းစုချင်းမြို့ဝဲခန္ဓာရဲ့မြင်းငင်းပေါ်ရင်ကျွဲဖြစ်ပါလိမ့်ရှင်။ယူရပြည်သူများရှင်အနာဂတ်မျိုးဆက်တဲ့လူငယ်မောင်မယ်များကိုမီယိုခလာဗုဒ္ဓဘာသာဝင်ဖြစ်မှာဒီမှာလိုယန္တနာသုံးပါးကိုတဝင်ယုံကြည်တဲ့မူရရဲ့အဆုံးအမနဲ့တရားဓမ္မများကိုအမှန်တကယ်လေးလာမှတ်သားနိုင်တဲ့ထေရဝါဒဗုဒ္ဓဘာသာဝင်ဆက်ဖြစ်လာစေရည်ရွယ်ပြီးတော့မြန်မာနိုင်ငံအနှံ့ပြားမှာဂျမစကူးတင်နှံများကိုဖွင့်လှစ်တင်ကြ ာပေးလည်းရှိပါရရှင်။ရွာပြည်သူများအားလုံးလည်းဒီကနေ့ရခုတင်ဆက်ပေးခဲ့တဲ့အစီအစဉ်ကိုကြည့်ရှုပြီးတော့စိတ်ကြိမ်နှံမှုဆုံးတရားရရှိကြလိမ့်မယ်လို့မျှော်လင့်ပါရရှင်။ဒီအစီအစဉ်ကိုစကန်နာမော်လမြန်ပြည်သူ့ဖွဲ့သားတွေကရခုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ရွာပြည်သူများအားလုံးကိုလည်းကျေးဇူးတင်ပြတင်ရှိပါရရှင်။အားလုံးပဲစိတ်ရောကိုယ်ပါရှင်လန်းချမ်းမြေကြပါစေရှင်။